မင်္ဂလာပါ2020နာခုနှစ်အော်တိုဝါလာ ပထမပတ်အတွက် Global Stage Weekly Review မှာကြိုဆိုပါသည်ဒီတစ်ပတ်အစီအစဉ်မှာကမာပါတဝမ်းဖြစ်ပေါ်ပြောင်းလဲနေတဲ့အရေးကြီးဆုံးအကျင်းအရာတွေကိုခွဲခြမ်းစိတ်ဖြာတင်ပါပေးသွားမှာပဲဖြစ်ပါတယ်ယူကရိန်းရုရှားပဋိပက္ခနဲ့ပတ်သက်တဲ့နောက်ဆုံးအခြေအနေကိုအသေးစိတ်တင်ပြသွားမှာဖြစ်ပါတယ်ဆောင်းရာသီနီးခတ်လာသည့်နှစ်အမြစစ်ရေးနိုင်ငံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကျက်အတဲများကလက်ရှိအခြေအနေသည်မိတို့ရှိသည်နီထို့ပြင်နိုင်ငံတကာလုံခြုံရေးနှင့်ဤပညာဆိုင်ရာသတင်းအချက်အလက်များကိုလည်းအချင်းချင်းတင်ပြပေးသွားမှာဖြစ်ပါတယ်။ကဲအစီအစဉ်စတင်လိုက်ပါပြီ။ပထမဆုံးစရာယူကရိန်းရေးကိစ္စအပြင်အခြားသောနိုင်ငံတကာသတင်းကြီးများကိုဆက်လက် ကြည့်ရှုပါမို့။နေဗီယာနှင့်နိုင်ငံတကာလုံခြုံရေးနယ်ပယ်တို့တွင်အရေးကြီးသောဆွေးနွေးပွဲတစ်ရပ်ကိုဂျီနီဖာမြို့ကကျင်းပခဲ့ပါသည်။ ခိတ်မီစစ်မြေပြင်တွင်ညံရည်ဒုအုံပြုမှုမြင့်တင်ခြင်းအပေါ်အဓိကရာဆွေးနွေးခဲ့ကြပါသည်လွတ်လပ်စွဲကိုရိုင်းဆုံးဖြတ်တိုက်ခိုက်နိုင်သောလက်နက်စနစ်များကိုထိန်းချုပ်ရေးသည့်အရေးကြီးဆုံးကိစ္စဖြစ်သည်လက်နက်များသည်လူသားတို့ရထိန်းချုပ်မှုမရှိဘဲပြစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိသောကြောင့်ကိုကျင့်တရားဆိုင်ရာစိုးရိမ်မှုများမြင့်တက်လာပါသည်။အမေရိကန်ပြည်ထောင်စုတရုတ်နှင့်ရွှေရှဲစသည့်အဓကကမ္ဘာအင်အားကြီးနိုင်ငံများကြား သဘောထားကွဲလွဲမှုများစွာရှိနေဆဲဖြစ်သည်ဤကွဲပြားမှုများကြားမှပင်နင်းတို့သည် စီမျိုးအတွက်အခြေခံမူပေါင်းတစ်ခုချမှတ်ရန်ပထမဆုံးအကြိမ်သဘောတူခဲ့ကြသည်သင်သည်အနာဂတ်စစ်ပွဲရပုံသဏ္ဍာန်ကို ထိမ့်ညှိပေးနိုင်သည့်အရေးကြီးသော ခြေလှမ်းတစ်ခုကိုကိုးစားပြုသည်စီးပွားရေးတည်များကိုဆက်လက်ကြည့်ရှုကြပါစို့ကမ္ဘာပံမှာအရေးကြီးသောအချက်အလက်များကိုထုတ်ပြန်ကြေညာလိုက်သည်ကမ္ဘာပံသည် 2022ခုနှစ်အတွက်ကမ္ဘာစီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကိုအနည်းငယ်ရှင်းချလိုက်သည်အထူးကအကြောင်းရင်းများမှာမြင့်တက်နေသောငွေကြေးဖောင်းပွားမှုနှင့်ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့်ဖြစ်ပေါ်နေသောစွန့်ရင်ဈေးကွက်မတည်မငြိမ်ဖြစ်မှုတို့ဖြစ်သည်ဂျူလာအထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများသည်ကမ္ဘာလုံးဆိုင်ရာအတိုးနှံများမြင့်တက်လာမှုကရိုက်ခတ်မှုကိုခံစားနေကြရသည်ကမ္ဘာပံမှနိုင်ငံအချို့သည်ပြင်းထန်သောကြွေးမြင့်အကျပ်အသေးကြုံတွေ့နိုင်ကြောင်းပြင်းပြင်းထန်ထန်သတိပေးထားပါသည် ဒေတာရီ digital စီးပွားရေးပူပေါင်းဆောင်ရွက်မှုမြင့်တင်ရေးကြိုးပမ်းမှုများတိတ်တပါတာအရှိန်အဟုန်မြင့်တင်ရရှိသည် digital စီးပွားရေးမိဖက်သဘောတူစာချက်သို့မဟုတ် DEPA အဖွဲ့ဝင်ဒေတာရင်းနိုင်ငံ20နဲနိုင်ငံမှသဘောတူညီခဲ့သည်ဤသဘောတူမိချက်သည်နေဆက်ဖြတ်ကျော် data စီးဆင်းမှုနှင့် electronic ကူးသန်းရောင်းဝယ်ရေးအတွက်ပုံစံနှုန်းများချမှတ်ရန်ရည်ရွယ်သည်တင်းသည့် data ရင်း cyber လုံခြုံရေးစံနှုန်းများဆိုင်ရာအရေးပါသောပူးပေါင်းဆောင်ရွက်မှုများကိုလည်းလွှမ်းခြုံထားသည် ဤသည်ကကမ္ဘာစီးပွားရေးနှေးကွေးမှုဟာအကျိုးသက်ရောက်မှုများကိုတွန်းလှန်ရန်အရေးကြီးသောဒေတာဆိုင်ရာပဋာမခြေလှမ်းကိုကိုးစားပြုပါသည်။ယခုကျွန်ုပ်တို့သည်ဖြစ်ပွားနေသောပဋိပက္ခကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာရန်အရှိဥရောပသို့အာရုံစိုက်ပါမည်။ယူကရိန်းကိုယူရှားကျူးကျော်မှုဟာအခုဆိုရင်၃နှစ်ခွဲကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။၄နှစ်ပြည့်ဖို့နှီးဆက်လာပါပြီ။အောက်တိုဘာလရဲကိုရောက်လာတာနဲ့အရှာစစ်ပွဲရဲ့ပုံစံဟာပိုပြီးတော့တင်းမာလာပုံရပါတယ်။ စည်ရေးအခြေအနေကိုဥစွာစစ်ဆေးကြည့်သောစကားအဓိကတိုက်ပွဲဖြစ်ပွားရာနယ်မြေများတွင်တိတာထင်ရှားသောနယ်မြေပြောင်းလဲမှုများမရှိသေးသည်ကိုတွေ့ရသည်စစ်ပွဲရာပုံစံသည်အလုံးစုံပြောင်းလဲသွားပြီးရှိကြသောပင်ပန်းဆင်းရဲသောအမြဲတိုက်ခိုက်နေရသည့်စစ်ပွဲဖြစ်လာခဲ့သည်ရုရှားဖက်ချန်းသည် အရှိတုံဘတ်ဒေတာတွင်အသေးစားထိုးစစ်များကိုဆက်လက်ဆင်နွှဲရရှိသည်သို့တော်လည်းဒင်းတို့သည်ယူကရိန်းကခိုင်မာသောကာကွယ်ရေးလိုင်းများကိုမချိုးဖောက်နိုင်သေးပေ တစ်ချိန်တည်းမှာပင်နေပီယာမြင့်မားသည့်စစ်ပွဲသည်ပုံမှုရှုပ်ထွေးပြီးပြင်းထန်လာပါသည်မောင်းတူမဲ့လေရင်များနှင့်အစင်းမြင့်အီလက်ထရောနစ်စစ်စင်ရေးစနစ်များရာအခမ်းကဏ္ဍများသည့်အထူးအရေးပါကြောင်းတက်သေးပြနေပါသည်တိတာထင်ရှားတဲ့တိုးတက်မှုကတော့ယူကရိန်းနိုင်ငံကပြည်တွင်းထုတ်ဒရုန်းတွေကိုပုံမှုအသုံးပြုလာတာပဲဖြစ်ပါတယ်ဒင်းတို့ကိုရုရှားနိုင်ငံအတွင်း net shine စွာတည်ရှိသောပြစ်မှတ်များကိုတိုက်ခိုက်ရန်အသုံးပြုနေပါသည်။ ဤအဓိကစစ်ရေးပိမှတ်များနှင့်ရေနံချက်ဆက်ယုံများကိုပိမှတ်ထားတိုက်ခိုက်မှုများသည်တိတိသားသားဖိအားပေးနေပါသည်ရွာရရထောက်ပံ့ပို့ဆောင်ရေးနှင့်စစ်စင်ရေးစွမ်းရည်များပေါ်တက်ရက်မှုရှိသည်တောင်ပိုင်းစစ်မြေပြင်အထူးသဖြင့်ပင်လယ်နက်ဒေသတွင်ယူကရိန်းသည် ထူးခြားသောမဟာဗျူဟာမြောက်အောင်မြင်မှုများရရှိနေပါသည်ရိုးရရေတက်အင်အားတာလုံမှုမရှိတော့လေယူကရိန်းကစမ်းသစ်သောနီလန်းများကို ထိရောက်စွာအသုံးပြုခဲ့သည်ယူကရိန်းကမောင်းသူမဲ့ရေတပ်မောင်းသူမဲ့လေယာဉ်များသည်ရုရှားရအားကောင်းတဲ့ပင်လယ်နက်ရေတပ်ကိုအောင်မြင်စွာချင်းချောက်စိန်ခေါ်ခဲ့သည်အဲ့ချင်းချောက်မှုကတိုက်ရိုက်အကျိုးဆက်အနေဖြင့်ယူရှားရေတပ်သည်ဒေယပိုင်ဆိုင်မှုများကိုနေရာပြောင်းရွှေ့ရန်တွန်းအားပေးခံခဲ့ရသည်အနောက်ပိုင်းခရိုင်းမီးယားကျွန်းဆွယ်နှင့်ဝေးရာသို့ရောက်ရှိနေခြင်းဖြင့်မဟာဗျူဟာမြောက်ချိန်ဝင်ရှာကိုပြောင်းလဲစေခဲ့သည်အင်းရေချောင်းအောင်မြင်မှုသည် ယူကရိန်းအားဒင်းရအရေးပါသော ကောက်ပဲသီးနှံတင်ပို့မှုရေချောင်းလန်းကိုထိမ့်သိမ်းထားနိုင်စေခဲ့သည်။ဤစင်ကြံသည်ကမာလုံးဆိုင်ရာစားနပ်ရက်ခါဖုလုံရေးနှင့်တည်ငယ်မှုအတွက်မရှိမဖြစ်လိုအပ်ပါသည်။သို့သောအရေးကြီးဆုံးလက်ငင်းစိုးရိမ်စရာမှာလျင်မြန်စွာချင်းကပ်လာနေသောစောင်းရာသည်ဖြစ်သည်။ရခင်နှင့်များရပုံစံအတိုင်းရုပ်ရှားသည့်ထိုးစစ်အစ်စ်တစ်ခုအတွက်ပြင်ဆင်နေကြောင်းတွင်တွင်ကျဲကျဲမျှော်လင့်ရပါသည်။ ယူကရိန်းရအရေးကြီးသောစွမ်းအင်အခြေခံအဆောက်အုံများကိုစနစ်တကျတိုက်ခိုက်ရန်အင်းတို့မျှော်လင့်ထားသည်။ဤသတင်းပတ်အတွင်းယူကရိန်းအလဲပိုင်းရှိဓာအားခွဲရုံများကိုပိတ်မှတ်ထားတိုက်ခိုက်မှုများရှိခဲ့သည်ကိုကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည်။ယူကရိန်းသည်ဤအခြေအနေအတွက် တက်ကြွစွာပြင်ဆင်ရရှိသည်။ကာကွယ်ရေးများကိုအားကောင်းအောင်ပြုလုပ်ရန်နှင့်ဓာအားပေးစနစ်ကိုခံနိုင်ရည်အားတိုးမြင့်ရန်ကြိုးပမ်းအားထုတ်ရရှိသည်။ဤပြင်ဆင်မှု၏အဓိကအစိတ်အပိုင်းမှာအနောက်တိုင်းမိဖက်များထံမှရရှိထားသောအစစ်မြစ်လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဖြန့်ကျက်ချထားခြင်းဖြစ်သည်အင်းစနစ်များကိုအ धिक မျိုးပြစင်နာများတဝိုက်တွင်အမြင့်ဆုံးကာကွယ်မှုအတွက်အားဖြည့်ထားပါသည်တို့ရတွင်နိုင်ငံတော်တစ်ခုလုံးကိုကြကြပြန့်ပြန့်အကာအကွယ်ပေးနိုင်ရန်မှာ ကြီးမားသောစိန်ခေါ်မှုတရက်အဖြစ်ဆက်လက်တည်ရှိနေပါသည်။လာမယ့်လတွေဟာယူကရိန်းပြည်သူတွေအတွက်အလံခက်ခဲကြမ်းတမ်းတဲ့ကာလတစ်ခုဖြစ်လာနိုင်ပါတယ်။ယူကရိန်းရခုခံစစ်ကိုဆက်လက်ထိန်းသိမ်းနိုင်စွမ်းသည့် နိုင်ငံတကာစစ်ရေးနှင့်ဗဏ္ဍာရေးအကူအညီများဆက်လက်ရရှိမှုအပေါ်မူတည်နေပါသည်။ဤသတင်းပတ်အတွင်းဂျာမနီနှင့်အမေရိကန်ပြည်ထောင်စုနှစ်နိုင်ငံစလုံးမှစစ်ဘက်ဆိုင်ရာအကူအညီအသစ်များကိုအတံပြုခဲ့ပြီးနောက်အပြုသဘောဆောင်သောတိုးတက်မှုများတွေ့ရှိခဲ့ရသည်။ရင်းတို့တွင်အရေးပေါ်လိုအပ်နေသောအမြောက်ကြီးများနှင့်အရေးပါသောလေကြောင်းကာကွယ်ရေးဒုံးကြီးများပါဝင်သည်။သို့သောလက်တွေ့တွင်စစ်ပွဲသည့်အကန့်အသတ်မရှိဆက်လက်ဖြစ်ပွားနေခြင်းကြောင့်မဟာမိတ်များအကြားစစ်ပွဲပင်ပန်းနွမ်းနယ်မှုလက္ခဏာများစတင်ပေါ်ပေါက်လာပြီးဖြစ်သည် အရောပါနိုင်ငံအများအပြားတွင် ပြည်တွင်းစီးပွားရေးအခက်အခဲများကလီတုဝအမြင်နှင့်မူဝါဒအပေါ်တက်ရောက်မှုရှိနေပါသည်အီစီကယူကရိန်းကိုရေရှည်ထောက်ပံ့မှုရေရှည်တည်တံ့နိုင်စွမ်းအပေါ်မေးခွန်းထုတ်သည့်နိုင်ငံရေးအတံများကိုတိုးပွားလာစေသည်ဤနိုင်ငံရေးစိန်ခေါ်မှုသည် KF အနာထက်ကြိုးပမ်းမှုများတို့အလွန်အရေးကြီးပါသည်ပဋိပက္ခကအခြားတစ်ဖက်တွင်ရုရှားနိုင်ငံရအခြေအနေနှင့် တင်းတို့ရရေရှိမဟာဗုဒ္ဓကိုလည်းဆန်းစစ်ရပါမည်။အနောက်အုပ်စုကချမှတ်ထားတဲ့ပြင်းထန်ပြီးမကြုံစားဘူးစီးပွားရေးပိတ်ဆို့အရေးယူမှုတွေကြားကရုပ်ရှားစီးပွားရေးကတော့ပြိုကွဲမသွားခဲ့ပါဘူး။အ धिक အချက်ကတော့သူတို့ရဲ့စနစ်ကိုစစ်ပွဲစီးပွားရေးအဖြစ်တမင်တကာပြောင်းလဲလိုက်တာပါပဲ။ကာကွယ်ရေးအသုံးစရိတ်ကိုတိတိတသားတိုးမြင့်ခဲ့ပြီးစစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းစုကိုအားဖြည့်ပေးခဲ့ပါသည်။ထို့ကြောင့် လက်နက်ထုတ်လုပ်ရေးကဏ္ဍသည်အမြင့်ဆုံးစွန့်ရည်ဖြစ်လဲပတ်နေပြီးရှေ့တန်းအတွက်တည်ငြိမ်သောပစ္စည်းများထောက်တန်ပေးနေပါသည်ထို့ပြင်ရုရှားသည်နင်းကစွန့်ရင်တင်ပို့မှုများကိုမဟာဗျူဟာမြောက်စွာလမ်းကြောင်းပြောင်းခြင်းဖြင့်နင်းကအရေးပါသောဝင်ငွေစီးဆင်းမှုကိုအောက်မိန်စွာထိန်းသိမ်းထားသည်ရေနံနှင့်တဘာဝဓာတ်ငွေတွေကိုအားရှဈေးကွက်စီအဓိကထားပြီးတင်ပို့နေပါသည်ဒါကစီးပွားရေးတည်ငြိမ်မှုကိုတည်ချစေတယ်လေလာသူများက ရုရှားရအဒေကမဟာဗျူရာသည်စစ်ပို့ကိုအကန့်အသတ်မရှိရှေ့ကြစေရန်ဖြစ်ကြောင်းကောက်ချက်ချခဲ့ကြသည်။နင်းတို့သည်ယူကရိန်းအပေါ်အနောက်အုပ်စုကထောက်ပံ့မှုလျှော့ပါသွားမဲ့အချိန်ကိုစောင့်နေပုံရသည်။ရခုဘက်ကမ္ဘာအခြေအနေကိုခြုံငုံသုံးသပ်ရမည်ဆိုရင်ကမ္ဘာကြီးသည်ရှုပ်ထွေးသောလမ်းစုံလမ်းခွာတစ်ခုကိုဖျက်ဆီးနေရသည်မှာထင်ရှားပါသည်။ကျွန်ုပ်တို့သည်နိုင်ငံရေးစီးပွားရေးနှင့်ဤပညာစိန်ခေါ်မှုများစွာကိုတပြိုင်တည်းရင်ဆိုင်နေရပါသည်။ AI လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲများတွင်တိုးတက်မှုများကအနာဂတ်တည်ငြိမ်ရေးအတွက်မျှော်လင့်ချက်တစ်ရပ်ကိုပေးစွမ်းနေတော်လဲ။ကမ္ဘာစီးပွားရေးမတည်ငြိမ်မှုနှင့်ပတ်သက်သည့်အရေးပေါ်စိုးရိမ်ပူပန်မှုများမှာစိုးရိမ်ပွဲရာအခြေအနေတွင် ရှိနေစေဖြစ်သည်။ယူကရိန်းရုရှားပဋိပက္ခသည်အရေးပါသောမောင်းမိုက်သောအရေးကိုဆက်လက်ဖန်တီးလျက်ရှိသည်။နိုင်ငံတကာလုံခြုံရေးပေါင်တစ်ခုလုံးအပေါ်တက်ရောက်မှုရှိစေပါသည်။ ငြိမ်းချမ်းစွာဖြည့်ရှင်ရေးအလားအလာများမှာမူယခုအချိန်ထိမေးမိန်လျက်ပင်ရှိနေဆဲဖြစ်ပါသည်။ကျွမ်းကျင်သူများရလေးလာသုံးသက်ချက်များအရဤပဋိပက္ခသည်2022ခုနှစ်အထိကောင်းစွာဆက်လက်ဖြစ်ပွားနေနိုင်ပွဲရှိသည်။လာမယ့်ဆောင်းရာသီသည်ဤပဋိပက္ခသာအရေးပါသောအလှည့်အပြောင်းတစ်ခါဖြစ်လာပွဲရှိသည်။ကြီးကဆောင်းကြည့်ရမည့်အထုပ်အချက်များမှာယူကရိန်းရလေကြောင်းကာကွယ်ရေးထိရောက်မှုပဲဖြစ်သည်။ မဟာမိတ်အဖွဲ့အစည်းအရစီးလုံးညီညွတ်မှုနဲ့ကတိကဝတ်ပြုမှုတို့ဖြစ်ပါသည် Global ဆင်မြင့်အပတ်စဉ်သုံးသက်ချက်အစီအစဉ်ကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီကမ္ဘာအဖြစ်အပျက်များကိုဆက်လက်သုံးသစ်လေ့လာရင်နောက်ပတ်တွင်အချိန်မေးပြန်လာပါမည်။အားလုံးငြိမ်းချမ်းသောနေ့ရက်များပိုင်ဆိုင်ကြပါစေ။